Hello အားလုံးပဲမင်္ဂလာပါ။အာဒီနေ့အချိန်လေးလေးနည်းနည်းရတာနဲ့ကျွန်တော်လုပ်ပေးနေတာဖြစ်တဲ့ focusing oriented atrophy အကြောင်းလေးကိုနည်းနည်းရှင်းပြချင်လို့ပါ။ဆိုတော့ focusing oriented atrophy ဆိုတာကပါလေ။အဲ atrophy လို့ပြောလိုက်တယ်ဆိုရင်ပကြီးရရမှာလားကျွန်တော်ကပကြီးမရတဲ့ဘူး၊ကျမကပကြီးမရတဲ့ဘူး။ဟိုဘယ်လိုအခြေအနေမျိုးမှာအာဒီ focusing oriented atrophy ကိုလုပ်လို့ရလဲ။အစားရှိတဲ့ဖြစ်မျိုးကိုနေမိကြရတယ်ပေါ့နော်။ဆိုတဲ့အချိန်မှာအားရည်နဲ့ပတ်သက်ပြီးတော့တပိုင်းချင်းစီကျွန်တော်ဒီ video လေးမှာရှင်းပြသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါကျွန်တော်ကတော့မဆုထွေပါကလသာနုပညာပြခိုင်ရဲ့ founder တူဖြစ်တယ်လို့ hewe art by mesu thwe page ကနေလေ mental health နဲ့ wellbeing ကိုနုပညာအခြေခံပြီးတော့အော်လှူဆောင်လို့ရတဲ့နည်းလမ်းလေးတွေကိုမျှဝေတင်ကြပေးနေရတူလည်းဖြစ်ပါတယ် so အာအရင်အဦးဆုံး focusing oriented atrophy ကိုမပြောခင် focusing ဆိုတာဘာလဲဆိုတာလေးကိုကျွန်တော်အရင်အဦးဆုံးပြောချင်ပါတယ် focusing ဆိုတာကမြန်မာလိုဘာသာပြန်အမယ်ဆိုလို့ရှင်တော့ အာယုံဆူဆိုက်ခြင်းပေါ့ဘယ်ဟာကိုအာယုံဆူဆိုက်မှာလဲဆိုရင်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့အာယုံဆူဆိုက်တာပါဆိုတော့ကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့ယုံနဲ့စိတ်နဲ့ဟာအာ အတူတကွာမရှိနေပဲနဲ့တိကျစီဖြစ်နေတဲ့အခြေအနေကများတယ်အခြေအနေအကြောင်းအကြောင်းမျိုးမျိုးတွေကြောင့်စိတ်ပူပန်မှုတွေကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကဒီခန်းထဲမှာရှိနေပေမဲ့စိတ်ကအနာဂတ်ကိုရောက်သွားလိုက်ဒါမှမဟုတ်လေအတိတ်ကဖြစ်နေတဲ့ဖြစ်ရတွေကိုရောက်သွားလိုက်နေပေါ့နော်ဟိုရောက်ဒီရောက်ဖြစ်ပြီးသွားတဲ့အချိန်မှာစိတ်တက်ကြတာတွေစိတ်ပူပန်မှုတွေဘာလို့လို့ပါကမ်းမဲ့မသိတာတွေ stress တွေ anxiety အမျိုးစုံသော issue တွေတက်တက်ကြတယ်အဲ့ဒါကဘယ်အချိန်တွေမှာဖြစ်တာလဲဆိုကျွန်တော်တို့ရဲ့စိတ်ဟာ present ဆိုရယ် center နေရာလေးတစ်ခုမှမရှိနေပဲ ਨੇ အတိတ်ကိုရောက်လိုက်အာအနာဂတ်ကို ပြေးသွားလိုက်ဖြစ်နေတဲ့အချိန်မျိုးမှာဖြစ်တတ်တာပါဆိုတော့ဒီ focusing oriented atrophy မှာပထမအဦးဆုံးဒီ focusing ကိုလာပါတယ် focusing ဆိုတာကျွန်တော်တို့ကိုကျွန်တော်တို့ပြန်ပြီးတော့ center အလဲဘ ਹੁ ချက်ချအောင်မိမိကိုကိုမိမိအပြည့်အဝအာယုံဆူဆိုက်လို့ရအောင်ကိုယ့်ရဲ့ရုပ်ခန္ဓာစိတ်ကလေးကိုပြန်ပြီးတော့အာအာယုံဆူဆိုက်တဲ့နေ့လေးဖြစ်ပါတယ် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်ကလေးကိုကျွန်တော်တို့ကအပြည့်အဝအာယုံစိုက်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ သဘောပေါက်လာတဲ့အခါကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ sensation တချို့ခံစားရတဲ့ခံစားချက်တချို့ကျွန်တော်တို့ပူပန်နေရတဲ့အကြောင်းအရာတချို့ဘာတွေလဲဆိုတာကိုကျွန်တော်တို့ရဲ့လက်ရှိအနေအထားမှာဖြစ်တည်နေတဲ့ဖြစ်တည်မှုလေးတွေကိုကျွန်တော်တို့ဟာအာသဘောပေါက်သွားကြပါတယ်အဲ့သဘောပေါက်မှုတွေကတချို့အရာဟာချက်ချင်းဘာကြောင့်လဲဆိုတာသဘောမပေါက်နိုင်သေးတာမျိုးတွေလည်းဖြစ်တတ်တယ်ဆိုတော့အဲ့ဒီအခါမျိုးမှာကျွန်တော်တို့စိတ်ကျွန်တော်တို့ခန္ဓာကိုယ်မှာဖြစ်နေတဲ့အရာလေးတွေကိုကျွန်တော်တို့တွေကစိတ်ထဲမှာရှိနေတဲ့အရာလေးတွေကဘာတွေလဲဆိုတာ ကိုအနုပညာအချင်းခံပြီးတော့အာစက်ကူပေါ်မှာ express လောက်ကြတယ်ပေါ့နော်ပေါ်ထုတ်ကြတယ် maybe စိတ်ပူပန်နေရဆိုလို့ရှင်လဲအဲ့ပူပန်နေတဲ့အရာအယောင်တစ်ခုခုနဲ့ပေါ်ပြပြီးတဲ့အခါကျတော့ဒီစာဖြတ်ပေါ်မှာချစ်လိုက်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲအဲပုံလေးတစ်ပုံကိုယ်စိတ်ထဲမှာပေါ်နေတဲ့အရာလေးကိုပုံလေးတစ်ပုံဆွဲပြီးတော့ဒီစာဖြတ်ပေါ်မှာချလိုက်တယ်ပေါ့ဒါမျိုးလေးတွေကျွန်တော်တို့ကလောက်ကြတယ်နံပါတ်1ကိုကိုကို focusing လောက်တယ်ပြီးသွားပြီဆိုရင်တော့ express ပေါ့ express လောက်တဲ့အခါမှာပုံတစ်ခုလဲဆွဲတာမျိုးမဟုတ်နေပဲね focus လောက်နေ ရင်လည်းကိုခံစားရတဲ့ခံစားချက်ဒါမှမဟုတ်ကိုသိလာတဲ့ realization သိမှုတစ်ခုဟာတစ်ခါတလေမှ drawing picture လည်းဖြစ်တတ်တယ်တခါတလေကြာလို့ရှင်လည်း picture ဟုတ်မနေပဲနဲ့စကလုံးတစ်ခုလည်းဖြစ်နိုင်တယ်တခါတလေကြာတော့လည်းအဲခံစားချက် sensation တစ်ခုပဲနေရာမှာဘလို့ only ခံစားရတယ်ဘလို့မျိုးထူးထူးပူပူလေးခံစားရတယ်ဘလို့မျိုးအေးငယ်လေးခံစားရတယ်တခါလေကြာတော့လည်းအ တန်ပေါ့နော်တချို့ဆိုလို့ရှိရင်ကြပြာရေးတက်တဲ့သူဆိုရင်ကြပြာအနေနဲ့သူကလည်းသူစလုံးလေးတွေထွက်လာရဲဆိုတော့ဘာပဲဖြစ်နေနေကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို express လုပ်လို့ရတဲ့အမှုပညာတစ်ခုခုကိုအသုံးပြုပြီးတော့ပြန်ပြီးတော့ express လုပ်ကြပါရဲပေါ့နော်ဆိုတော့အဲ့ဒီ focus အယုံဆွဆိုင်ပြီး express လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကလေးတွေကိုကျွန်တော်တို့ကအတိအမှတ်ပြုတ်ပြီးရောက်တယ် အတိမတ်ပြုတ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ပါလုပ်လို့ရလဲဆိုတော့ကိုဖန်တီးထားတဲ့ express လုပ်ထားတဲ့ artwork maybe ကြပြားတစ်ပုတ်ပဲဖြစ်ဖြစ်ပကြီကားလေးတစ်ချက်ပဲဖြစ်ဖြစ်တခြင်းလေးတစ်ခုခုပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲရဲကွာနေကိုကနေရင်း flow movement လေးတစ်ခုပဲဖြစ်ဖြစ်အဲ့ဒီအရာလေးတွေကအာပြန်ပြီးတော့ကိုဖန်တီးထားတဲ့အရာနဲ့ကို focus လုပ်ထားတဲ့ဟာနဲ့ပြန်ပြီးတော့ check in ပြန်လုပ်ကြည့်လိုက်တဲ့အချိန်မှာ ပြန်ပြီးတော့ relate ဘယ်လိုများဆက်နွယ်နေလဲဆိုတာကိုပြန်ပြီးတော့ analyze ပြန်လုပ်လိုက်တဲ့အချိန်မှာကိုဖြစ်တည်နေတဲ့ကိုအခုမှရှိနေတဲ့ issue တစ်ခုခုဒါမှမဟုတ်လေကိုမှရှိနေတဲ့ပြဿနာတစ်ခုခုကိစ္စတစ်ခုခု Oh my god ဒါကဒီလိုပါလားဆိုရယ် self realization unlock ပေါ့နော်ပြဿနာတွေ unlock ဖြစ်ပြီးလိုက်တလို့မျိုး process တစ်ခုဟိုကိုဖန်တီးပြီးလေပေါ့ဒါကတော့ကျွန်တော်တို့ဒီ focusing oriented art therapy နဲ့ပတ်သက်ပြီးတော့အာ general သဘောတရားလေးပေါ့ဆိုတော့ focusing oriented atrophy နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတယ်။အပရလည်းလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ hewy art by mesu ထွေးမှာအာ photography နဲ့ပတ်သက်ပြီးတော့ tools လေးတွေ workshop လေးတွေညွှန်ပေးလည်းရှိပါတယ်။ဒီရှင်းပိုင်းနေမှာဆိုလို့ရှိရင်လည်း community နဲ့ engage ပို့ပြီးတော့ဖြစ်အောင် in person workshop တွေကိုလည်းအာ organization တွေနဲ့ပူးပေါင်းပြီးတော့ဆက်လက်လုပ်ပေးဖို့လည်းရှိပါတယ်ပေါ့နော်။ဆိုတော့စိတ်ဝင်စားရတယ်ဆိုလို့ရှိရင် hewy art by mesu ထွေး page ကိုအမြဲတမ်းစောင့်ကြည့်နေလို့ရပါတယ်။ follow လုပ်ပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးများ